ကမ္ဘာရေကူးချန်ပီယံတွေတောင်မှ ဒီရေခဲပြင်အောက်မှာရေငုပ်ဖို့ကိုတေချာပြင်ဆင်မှုမရှိဘဲမလုပ်ရဲကြပါဘူးဒီရပူးရဲ့အစွန်းရောက်အားကစားသမားလေးကိုကြည့်လိုက်ရင်ကိုသိတာပါတယ်သူကရေခဲပြင်အောက်မှာရေကူးဖို့စိန်ခေါ်မှုတစ်ခုကိုလက်ခံလိုက်ပါတယ်ထွက်ပေါက်ကမီတာအနည်းငယ်ပဲဝေးတာပါဒါပေမဲ့ဘလို့ပဲစူးစမ်းစူးစမ်းသူကအဲ့ဒီထွက်ပေါက်ကိုရှာမတွေ့နိုင်ခဲ့ပါဘူးရေခဲသူကထူလို့နေပါတယ်ဒါကြောင့်သူ့အပေါ်ကအတင်းဖော်တွေကလမ်းပြဖို့ရေခဲပြင်ကိုအသေးအတန်တုခတ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့စူးစမ်းမှုအလုံးကအကျိုးမရှိခဲ့ပါဘူး အဆုံးတက်မှာတော့သူ့ခါကိုခြိထားတဲ့လုံကြုံရေးကျိုးကသာသူ့ကိုအသက်ရှင်ရရှင်ကြောင်းပြန်ဆွဲခေါ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ရေအောက်ကနေမော့ကြည့်လိုက်ရင်အပေါ်ကရေခဲပြင်ဟာကြီးမားတဲ့မှန်တစ်ချက်လိုမျိုးပေါ်နေပါတယ်ရေခဲအဲ့ရတိုင်းကလေပူပေါင်းတိုင်းကထပ်ပေါက်လိုလိုမြင်နေရပါတယ်ဒါပေမဲ့ အမှန်တကယ်တည်နိုင်တဲ့အရာက ရေခဲရေနားဆက်နေတဲ့ရေအေးကြီးပဲဖြစ်ပါတယ်ဒီရေကတင့်ရဲ့ခန္ဓာကိုယ်အပူကိုမိနစ်ပိုင်းတွင်းမှာဆုပ်ယူသွားနိုင်ပါတယ်ကြွက်သားတွေကိုထုံကျင်သွားစေနိုင်ပြီးနှလုံးခုန်နှုံးကိုတောင်ရပ်တန့်သွားစေနိုင်ပါတယ် အဲ့ဒီအချိန်မှာဆိုရင် လုံကြုံရေးကျိုးကိုလက်လွတ်ခဲ့ရင်ထိတ်တဲအားကစားသမားတယောက်ကိုအသက်မရှိသေးတဲ့ခန္ဓာကိုယ်တစ်ခုအဖြစ်ပြောင်းတော့ဓာစီဖို့စက္ကန့်30ပဲကြာပါတယ်။ရေခဲအောက်ရေငုပ်တဲ့ဒီအစွန်းရောက်အားကစားကအရန်ကိုအနေရများလုံးလို့ဘယ်တော့မှမကြိုးစားသင့်ပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်။